မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့စစ်ကောင်းဆောင်ရဲ့ခီးစင်ပြီးရနောက်ရုရှားတပ်မတ်လာရောက်တွေ့ဆုံမှုအမှုမြူတပ်ပေါင်းပူတီဆောင်ရေးဖြစ်လာနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစင်ပြီးရနောက်မြန်မာနိုင်ငံကိုရုရှားတပ်မတ်လာရောက်တွေ့ဆုံမှုကအမှုမြူတပ်ပေါင်းပူတီဆောင်ဖို့ကိစ္စရပ်တွေဖြစ်လာနိုင်ပွဲရှိကြောင်း CDN အရာရှိနဲ့လေ့လာသူတို့ကထောက်ပြပါရယ် မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးကနေပြည်တော်ကိုအခုရက်ပိုင်းကလာရောက်ခဲ့ပြီးစစ်ကောင်းဆောင်နဲ့တွေ့ဆုံကနှစ်နိုင်ငံကြားကာကွယ်ရေးပါဝင်ကဏ္ဍပေါင်းစုံမှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကသိရပါတယ်။အဲဒီအခြေအနေအရမြန်မာရုရှားဆက်ဆံရေးဘက်ပုံမှုပူးပေါင်းလာပြီး ကမ္ဘာအခင်းချင်းမတီမငိန်ချင်းရွေးချယ်စရာများများမရှိတဲ့စစ်ကောင်ဆောင်နေနဲ့တစ်ဖက်တစ်ဖက်ကိုပြေးခတ်ခြင်းဖြစ်ကြောင်းမြန်မာအရေးလေးလာသူတအုပ်ကပြောပါရယ်အမှုမြူတပ်ပေါင်းပို့ဆောင်လုပ်ဖို့ကိစ္စတွေဆက်ဖြစ်နိုင်ပါတယ်တရင်တွေရ55မဂါဝတ်စက်ရုံသေးနှစ်ခုတည်ဆောက်မယ်တဝဲကတော့ကျွန်တော်မြင်ကြောင်းမယ်မြေဦးထားတလောက်ပဲဖြစ်နိုင်တယ်လို့မြန်မာအရေးလေးလာသူကဆိုပါရယ်စစ်ကောင်စီကတော့အဆိုပါတွေ့ဆုံမှုအတွင်းစစ်ကောင်ဆောင်ရဲ့ရုရှားခီးစင်မှာနှစ်နိုင်ငံအကြားဆွေးနွေးရရှိခဲ့တဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထဲပို့ဆောင်သွားဖို့နဲ့ကာကွယ်ရေးက န္နာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার သုတေသနဌာနတည်ထောင်ရန်ပြီးခဲ့တဲ့2015ခုနှစ်ကရုရှားနိုင်ငံနဲ့လက်မှတ်ရေးထိုးခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်နျူကလ িয়ার နည်းပညာကိုအသုံးချဖို့ညီမျိုးစုံကြိုးပမ်းလာကြောင်းသိရပါတယ်အာဏာသိမ်းစစ်ကောင်စားဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအခုလအတွင်းရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးသမ္မတပူတင်နဲ့တွေ့ဆုံကမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဓာတ်ပေါင်းဗိုလ်တာပိစံယုံတည်ဆောင်ရေးပါဝင်သဘောတူညီချက်ဆက်ကူကိုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ် também အဲ့ဒီနျူကလီယာပိုင်ဆိုင်ခွင့်ကစစ်ကောင်းဆောင်တွေရဲ့အိမ်မက်ဖြစ်ပြီးအဲ့ဒီမှာဘကိုးနဲ့နေပြည်တော်ဝန်ကျက်မှာစက်ရုံတိဆောက်သွားဖို့စီစဉ်နေကြောင်းသတင်းအရင်းမြစ်တွေကသိရပြီးမယ်သတင်းဌာနအနေနဲ့တိကျအတိမပြုနိုင်သေးပါဘူးသူတို့သဘောတူညီချက်တွေကျမှလည်းပါလာမိတာစစ်တပ်မှာနျူကလီယာနဲ့ပတ်သက်တဲ့အိမ်မက်ရှိရဲ့နောက်ပြီးသူတို့လူနေတာလက်နက်တွေဒါကိုသူတို့အနေနဲ့အကောင့်ထဲပေါ်သွားမယ်အနေထားရှိတယ်လို့စီဒီအန်ပူကြီးလင်းထက်အောင်ကပြောပါတယ်လက်ရှိမှာမြန်မာရုရှားကုန်သွယ်ရေးကလက်နက်ဝယ်ယူမှုကိန်းဂဏန်းများအပါအဝင်အမေရိကန်ဒေါ်လာ1ဘီလီယံ န်သားရှိနေပြီးအိန္ဒိယလည်းဖြင့်အမေရိကန်ဒေါ်လာဘီလီယံကိုနှစ်နိုင်ငံနေဆက်ကုန်သွယ်ရေးလုပ်နေတဲ့ထိုင်းနိုင်ငံတက်တောင်းနေပါနေကြောင်းလိလာသူရိစီကသိရပါဗျ။ ဆက်လက်ပြီးကြောက်ပြူတိုက်ပွဲတလားပြင်းနဲ့တညရီရေတပ်ဌာနချုပ်စကန်သိန်းတိုက်ပွဲအခြေအနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့အေရိုးပြီးခဲ့တဲ့ဖေဖော်ဝါရီ20စီမော်ကျေးရွာနီးကစတင်ခဲ့တဲ့ကြောက်ပြူတိုက်ပွဲကာလကအခုကတလားပြင်းခဲ့ပြီးဖြစ်ပါတယ်။အဲဒီနောက်ဦးကင်းနဲ့ချက်တိန်စတဲ့ကျေးရွာတွေမှာဖြစ်နေခဲ့ပြီးတနီယာမှမနာရန်ရှိနေကလက်ရှိတိုက်ပွဲဧရိယာက တညဝရီရေတပ်ဌာနချုပ်အနီကိုတဖြည်းဖြည်းချင်းကပ်လျက်ရှိပါတယ်။တိုက်ပွဲကအခုဆိုရင်စစ်တောရွာနာထိရောက်သွားခဲ့ပြီးစစ်တောဆိုတာကရေတပ်ဌာနနဲ့ကပ်ပြီးရှိနေတာတိုက်ပွဲကတော့စပြစ်ကလေးကရက်တဲ့နေ့မရှိသေးဘူးလက်နက်ငယ်တွေနဲ့ထိတွေ့တာမျိုးမဖြစ်ရင်တောင်လက်နက်ကြီးတွေနဲ့အပြန်လန်းဖြစ်တဲ့နေ့တွေကနေတိုင်းပဲရှိရလို့စင်ရေးတရင်အရင်မြစ်တအုပ်ကပြောပါတယ်။ ဒါအပြင်ကြောင်ဖြူမျိုးအမှတ်30နဲ့ရဲတရင်အနီးဒိုးတန်းတောင်အောက်ကနန်းဖဲတောင်ကျင်းရွာနီးဝင်းကျင်မှာလည်းမလ19-20တို့မှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲဧရိယာကျယ်ပြန့်လာတာဖြစ်ပါတယ်။တညောင်ရီရီတပ်ဌာနချုပ်ကကြောင်ဖြူမျိုးရဲ့အရှိဘတ်အဖြောင်းမိုင်း၄မိုင်ကန်กว่าမှာတရှိပြီးခါလိုက်ရ34တရင်ကတညောင်ရီရီတပ်ဌာနချုပ်ရဲ့နောက်ဖက်9မိုင်ကန်กว่าဖြစ်တာကြောင့်အခုတိုက်ပွဲတွေကမြို့နယ်နီးလာတဲ့သဘောဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေကစစ်ကောင်စီအတွက်အရေးပါတဲ့နေရာတွေဖြစ်တဲ့တညောင်ရီရီတပ်ဌာနချုပ် ပ်ပဲဖြစ်ဖြစ်30နှစ်တန်ရင်ပဲဖြစ်ဖြစ်အဲ့ဒီတွေကတခုကြသွားမယ်ဆိုရင်မြို့အစွန်ကအမှတ်945 943စစ်တပ်ရင်နဲ့မြို့တွေကအမှတ်34တန်ရင်တွေကဘာမှလုံးလို့မရတော့ဘူးလို့ကြောက်ဖြူမြို့ကံမြို့သားတအုပ်ကပြောပါတယ်စစ်ကောင်စီကမြေပြင်တပ်စခန်းများမှာလက်နက်ကြီးများပစ်ခတ်မှုအပအဝင်စစ်သင်ပေါ်လေယာဉ်နဲ့ဒရုန်းတွေကိုနေစဉ်အသုံးပြုတိုက်ခိုက်လျက်ရှိပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဦးကင်းကျေးရွာမှာမြို့သားတအုပ်တည်ဆုံပြီး၃ဦးထပ်မင်းတန်ရာရခဲ့ပါတယ်တိုက်ပွဲကာလအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက် မှုကြောင့်ဦးကင်းချက်တင်းရှောက်ချောင်းကတ်တပြင်းနဲ့စီမော်ကျေးရွာတို့မှနေအိမ်400ထပ်မင်းမီးလောင်ပြာကျခဲ့ပြီးအဲ့ဒီတွေကဦးကင်းချက်တင်းနဲ့ရှောက်ချောင်းကျေးရွာတို့မှရွာလုံးကျွန်းနီးပါးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်တညရီဟီတက်ဌာနချုပ်နဲ့အမှတ်30နဲ့ရဲကင်းတရင်အနီးပဝင်းကျင်ရှိကျေးရွာပေါင်း25ရွာခန့်ကဒေသခံ2000ခန့်စစ်ဘေးတိမ်ရှောင်နေရပြီးတောက်တုံးရီပါဝင်စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိရလို့သိရပါတယ် ဆက်လက်ပြီးစစ်စင်ရေးတိုင်းမှာသွေးမနယ်လာတဲ့အညာသားများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသဖြစ်တဲ့သကိုင်းမကွေးနဲ့မန္တလေးဒေသတွေကမြမယူရရင်ကျေးမှုတွေနဲ့အညီဗမာလူမျိုးတို့ရဲ့ကိုယ်ပိုင်လက္ခဏာရင်ကျေးမှုမူလတရုတ်တကန်တို့ကိုတွေ့နိုင်တဲ့ဒေသဖြစ်ပါတယ်။မဟုတ်မခန့်ပွင်လင်းရှုသားကြတဲ့အညာသူအညာသားတွေကစစ်တပ်အာဏာသိမ်းပြီးနောက်အစောဆုံးဆန္ဒပြပွဲကို2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာအညာဒေသမန္တလေးမှာအညာသားတို့စတင်လိုက်ပြီးအညာတခွင်မှာမျိုးပြရောကြီးလက်ပါလူထုဆန္ဒပြ ြပွဲတွေကိုမြင်တွေ့ခဲ့ရပါတယ်။စစ်ကောင်စီရဲ့အလိမ်များတွေကိုငြိမ်ခံနေကြမဲ့လူများမဟုတ်ကြသလိုဘာသာတရားနှိစာကန့်ဆိုင်သူတွေဖြစ်ပါတယ်။အာဏာသိမ်းမှုကိုလက်မခံနိုင်ခြင်းတဏှာဖြစ်မဟုတ်မမှန်ပြောဆိုအာဏာသိမ်းခြင်းကြောင့်ຫນွေဥတော်လိုင်းကြီးမှာအကြတိုင်းသားလူမျိုးတွေကဲ့သို့လိညာခြင်းကိုလက်မခံနိုင်တဲ့သူအညာသားများအလုံးရှင်လိုက်ရှားရလက်နဲ့ဆွဲကင်ပြီးပါဝင်လာခဲ့ကြပါတယ်။တမရရနဲ့ထနောင်းရနဲ့တွင်တင်ပြန်ပြီးမြမချစ်စရာ delivery ပြည်နယ်နေတဲ့အညာဒီသားဟာအာနာသိမ့်ပြီးချိန်ကစပြီးရန်နံတွင်ဖုံးလွှမ်းစီအောင်စစ်အာနာ ရှင်တွေကဖန်တီးခဲ့ပါတယ်မြမပြည်ဒေတာအားလုံးထဲမှာအညာဒေတာကစကောင်းစီရဲ့ရက်ဆက်ကြံကြုံမှုအခမ်းအနားဆုံးဖြစ်ခဲ့ပါတယ်ဒီလောက်ဒုက္ခကိုခါးစီခံနေရတော့လဲပြည်သူများမှာနာကြီးချက်အပြေဝါနဲ့ပါဝင်နေကြသလိုတိုက်ပွဲဝင်သူရဲကောင်းအညာသားပြည်သူကာကွယ်တပ် PDF တွေနဲ့ပါကဖာရီရဲ့တွင်ကမနေခဲ့ပါဘူး အကြံဘတ်စတက်ကအလင်းညာမျိုးစုံနဲ့မဟုတ်မမှန်ဝါရဖြန်ကအာနာသိန်းချင်းကိုလက်မခံနိုင်ကြပင်တော်လန်ခဲ့မှုမှာပြည်သူတွေကိုအကြောက်တရားတွင်ဒုက္ခမျိုးစုံပေးပြီးမိရှုတပ်ဖြတ်ခြင်းနေအိမ်မိရှုခြင်းများလေကြောင်းသုံးတိုက်ခိုက်ခြင်းများလှုပ်ဆောင်နေတဲ့ဆင်အာနာရှင်တွေအတွက်ရှားရှားနီးနဲ့တော်လန်နေကြတဲ့အညာဒေသဟာလေးစားစရာကောင်းပါတယ်။မင်းမတမာမှုလို့အကြောင်းပြပြီးအာနာယူပြီးအာနာသိမ်းထားတဲ့စစ်တပ်ဘယ်နေရာပေတဲ့တတ်မှရှိပါစေအာနာရှင်အမြင့်ပြတ်ဖို့အတွက်တော်လန်တပ်ဖွဲ့များတော်လန်မှဖြစ်ပါတယ်။အာနာအတွက်သာခေါင်းထဲရှိနေတဲ့အကြံဖတ်စကား ောင်းဆောင်ကအရှုံးနဲ့ရင်ဆိုင်နေရပါကတရားမသိဖျားမမြင်တော့ကဖျားကြောင်ကဇေဒီပတိုးနေတာမကယဟန်တန်ဃာရီရဲ့အသက်တွေကိုဖျက်ဆီးတိုက်ခိုက်ပါတော့လေမလ16ရက်နေ့ကလည်းလက်လွတ်ဆုံးရှုံးခဲ့တဲ့နောင်ချုံမြို့နယ်ရှိစင်ရတနာပရိယတ်တီစာတင်တိုက်ကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တန်ဃာရော6ပါပါဝင်ပြည်သူကိုတိဆုံသွားခဲ့မှုကလက်တလောတက်တည်ပဲဖြစ်ပါတယ်အဲဒီနောက်နိုင်ငံတော်ပုံကျဲတိုက်ခိုက်နေတော့လေအကြံဘက်စစ်ကောင်ဆောင်ကတော့အခုရက်ပိုင်းတွင်ပြည်ရင်းပြည်ပရှိတန်ဃာရောတီလာရှင်တွေနဲ့လူပုတ်ကိုယ်တို့ကို 2025ခုနှစ်သက်တနာတော်ဆိုင်ရာဘွဲတိုက်စိတ်တော်များစက္ကပ်ပြင်ရလိုက်ပါတယ်။၎င်းတို့အာနာနီယာတည်မြဲဖို့အတွက်ဘာသာရေးဆင်ရတန်ဃာတော်တွေကိုဘွဲတိုက်စိတ်စက္ကပ်ပြီးခြင်းများပြုလုပ်ကပုံကျဲတိုက်ခိုက်မှုတို့ကို ဖုံးကွယ်ပြီးဘာသာတရားကိုင်းဆိုင်သူအယောင်ဆောင်ကလက်လာပါနဲ့အကြောင်းတရားကိုတပြိုင်တည်းပြသပြီးအတုံးချနေတာကိုဗုဒ္ဓဘာသာတပ်ဝင်ယုံကြည်သူပြည်သူအလုံးအထူးတတိချက်ဖို့လိုအပ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေသကမင်းကွန်းပထိုးတော်ကြီးအနီးမလ19ရက်နေ့ည7:00တနားဝင်းကျင်မှာလီရင်နဲ့ပုံချင်းချခဲ့တဲ့အတွက်ဖရာကုံးဘော်ကကောင်းမှုတော်စီတီငကယုံဖရာနဲ့ဓမ္မယုံတွေထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အခုလိုတင်ပြရခြင်းကမြမရင်ကြီးမှုအမွေနေ့တွေနဲ့ပြည့်နေတဲ့အလဲပိုင်းဒေသတည်းစည်ရေးကျေပြန်လာပြီးဖြစ်တာကြောင့်စကောင်စီအနေနဲ့ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်ကြတဲ့ဗမာလူမျိုးတွေကိုတော်လိုင်းပုံရင်းချဖို့အတွက်စကောင်စီရဲ့အကြံအတိုင်းဘာသာရေးနဲ့ဝါရဖြန့်သွေးခွဲမှုတွေလှုံ့ဆော်လာကြပါတယ်။စစ်တပ်က အကြံဖတ်တိုက်ခိုက်မှုတွေမလုံဆောင်ပဲသဘောထားကွဲလွဲသူတွေကသာအကြံဖတ်မှုတွေလုံဆောင်နေရလို့မလ21ရက်က Foreign on Myanmar Beyond 2025နေ့ပြည်တော်ဆွေးနွေးပွဲမှာအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုတာပါအာနာရှင်အာနာသိမ့်မှုကိုငင်းချန်စွာဆန္ဒပြခဲ့ကြတဲ့ပြည်သူလူထုတွေကိုစစ်တပ်ကအကြံဖတ်ဖြိုခွင်းပြီးပြစ်ခတ်တပ်ဖြတ်ဖမ်းဆီးမှုတွေကလက်နက်ကင်တော်လိုင်းကနေစစ်အာနာရှင်စနစ်အမြင့်ပြန်ရေးစီတုံ့ပို့ခဲ့တာဖြစ်ပါတယ် စစ်အာဏာရှင်အဆက်ဆက်အာဏာခုံရင်တမတ်မူရီကတက်တည်သမိုင်းနေရှိထားပြီးမတရားသဖြင့်အာဏာသိမ်းခြင်းကိုလက်မခံတာကြောင့်ဖြစ်ပေါ်လာတဲ့ຫນွေဥတော်လိုင်းရင်မှာလက်နက်ချင်းရှင်တိုင်းနိုင်တဲ့အခြေအနေကိုရောက်ရှိနေပြီးစစ်ရှုံးလာတဲ့အာဏာသိမ်းစစ်တပ်ကကိုယ်အဖြစ်ကိုဝန်မခံဘဲသူတော်ကောင်းရောင်ဆောင်ကသွေးခွဲမှုတွေပုံမလုံးဆောင်လာပြီးဖြစ်ပါတယ်။ခေအဆက်ဆက်စစ်အာဏာရှင်များရဲ့အကျင့်အတိုင်းဘာသာရေးနိုင်ငံရေးလူမျိုးရေးမိုင်းတွေကြားမှာသွေးမကွဲကြပဲအကြမ်းဖက်လုံရက်တွေနဲ့မတရားမှုကျူးလွန်သူတွေမှာအကြမ်းဖက်စစ်တပ်သားလင်းဖြစ်ကြောင်းရုတ်တန့်ဖိုင်တွေကတက်တည်ဖြစ်တယ်လို့ င်းမှဖော်ပြထားပါရင်ရှင်။